ကျောင်းနေရာနှစ်ထောင်ပေါင်းများစွာကလေးကလူသားတွေရဲ့အဖော်ပုံဖြစ်ခဲ့ပေမဲ့ဒီလျှို့ဝှက်စမ်းကြတဲ့တရဝါရီအကြောင်းကိုလေ့လာစရာတွေကတော့အများကြီးကြံနေပါသေးတယ်။ကျောင်းနေရာသူတို့ကိုသူတို့ပဲအိမ်မွေးစေခဲ့တဲ့ဗီဇဆိုင်ရာပြောင်းလဲမှုကလေးငိုတန်းနဲ့တူညီတဲ့ညောင်အော်တန်းနဲ့လူသားတွေရဲ့စိတ်ခံစားမှုတွေကိုထိန်းချုပ်နိုင်တဲ့ထူးခြားချက်တွေရှိပါတယ်။ဒါအပြင် သူတို့ရဲ့ ultrasound အကြားအာရုံနဲ့ညဘက်မှာကောင်းစွာမြင်နိုင်တဲ့မျက်လုံးလိုသဘာဝလက်ဆောင်တွေကြောင့်လဲဆွဲဆောင်မှုရှိနေစေပါ။ ဒီလိုရုပ်ပိုင်းဆိုင်ရာနဲ့အပြုတ်မှုဆိုင်ရာထူးခြားချက်တွေဟာကြောင်တွေကို လူသားတွေအတွက်ဆွဲဆောင်မှုရှိတဲ့တခါတရံနားလည်ရခတ်တဲ့အိမ်မွေးတရိษံအဖြစ်ဆက်လက်တည်ရှိနေစေကြပဲဖြစ်ပါတယ်။ကြောင်လို့သိကြတဲ့ဒီအသားစားနုတိုက်တရဝအသေးစားလေးတွေဟာကြောင်မျိုးနွယ်စုထဲမှာအိမ်မွေးတရိษံအဖြစ်မွေးကြတဲ့တခုတည်းသော မျိုးစိတ်ဖြစ်ပြီးတော့ရှေဟောင်းသူတွေတရားနဲ့မျိုးရိုးဗီဇဆိုင်ရာ လေးလာတွေးရှိချက်တွေအရလွန်ခဲ့တဲ့ PC 9500လောက်ကအရှိလေပိုင်းဒေသတွေမှာလူသားတွေနဲ့စတင်နေထိုင်ခဲ့တာဖြစ်ပါတယ်။ လူသားတွေကကြောင်တွေကိုအဖို့ဖြစ်တာမကကြွက်လူဖြက်စီးတတ်တဲ့တရားတွေကိုတတ်ဖြတ်နိုင်စွာအတွက်မွေးကြတာဖြစ်ပြီးကြောင်တွေကလည်းသူတို့ရဲ့ဆုပ်လိုက်သွင်းလိုက်လုံနိုင်တဲ့ထူးခြားတဲ့ခြေသက်လက်သက်တွေကိုအသုံးပြုပြီးတားကောင်ငယ်လေးတွေကိုထိရောက်စွာဖမ်းဆီးပေးနိုင်ပါတယ်။ကြောင်တွေမှာဆုပ်လိုက်သွင်းလိုက်လုံလို့ရတဲ့ခြေသက်တွေပါရှိပြီးသူတို့တက်တောင်တက်တာနားတဲ့အချိန်တွေမှာခြေသက်လေးတွေကခြေဘွားရဲ့အသားဖောင်းလေးတွေနဲ့အမွှေးလေးတွေကြားမှာဖွက်ထားကြပါတယ်။ဒီလိုဖွက်ထားတဲ့ခြေသက်လက်သက်တွေက မြေပြင်နဲ့ထိပ်ပြီးမပုံးပက်အောင်ကာကွယ်ပေးတာကြောင့်ခြေသက်လက်သေးတွေကိုအမြဲတမ်းထက်မြက်စေပါတယ်။ဒါပြင်သူတို့သားကောင်ကိုချောင်းတဲ့အခါအတန်တိတ်လျှောက်လှမ်းနိုင်ဖို့လည်းအထောက်အကူပြုပါတယ်။ရှေ့ခြေသေးတွေကတော့နောက်ခြေသေးတွေထက်ပိုပြီးထက်မြက်ပါတယ်။ကြောင်နေရအမဲလိုက်တဲ့အခါရံဖြစ်တဲ့အခါသစ်ပင်တက်တဲ့အခါနှိမ့်နေတဲ့အခါဒါမှမဟုတ်ပြောတဲ့မျက်နှာပြင်ပေါ်မှာတွယ်ကပ်ဖို့လိုအပ်တဲ့အခါမျိုးမှာတော့သူတို့ရဲ့ခြေသေးလေးတွေကိုဆွဲထုတ်ပြီးအသုံးပြုနိုင်ပါတယ်။ သူတို့ဟာကြမ်းတမ်းတဲ့မျက်နှာပြင်တွေကိုကောက်ချစ်တဲ့အခါခြေသည်အဖုံးအပြင်လွှာကိုခွာချပစ်လိရှိပါတယ်။ကြောင်အများစုရဲ့ရှေ့ခြေဘွားတွေမှာခြေသည်၅ချောင်းစီနဲ့နောက်ခြေဘွားတွေမှာတော့ခြေသည်၄ချောင်းစီပါရှိပါတယ်။ဒီထက်အပေါ်နားလေးမှာဆက်တမမြောက်လက်ချောင်းလိုမျိုးအဖုတ်တစ်ကလေးတစ်ခုလည်းရှိပါသေးတယ်။အဲ့ဒီအဖုတ်တစ်ကလေးကတော့တံပန်လန်းလျှောက်ရာမှာအလုံးမလုံးပင်မဲ့ခုံချတဲ့အခါချော်ထွက်တဲ့အခါမျိုးမဖြစ်အောင်ကူညီပေးတဲ့ break တစ်ခုလိုယူဆရပါတယ်။ ကျောင်းတရားခြေချောင်းတောင်လမ်းလျှောက်တဲ့တံတားအမျိုးအစားထဲမှာပါဝင်ပါတယ်ဆိုလိုတာကသူတို့ဟာခြေပွားတစ်ခုလုံးကိုခြာနေတာမျိုးမဟုတ်ဘဲခြေချောင်းထိတ်ကလေးတွေနဲ့လမ်းလျှောက်ကြတာပါသူတို့ရဲ့မြင်နေရတဲ့ခြေတောက်အောက်ပိုင်းမှာခြေပွားအယိုးလေးတွေပဲပါဝင်နေတာပါတခြားနိုးတိုက်တံတားအများစုနဲ့မတူတာကတော့ကျောင်းဟာခြေလမ်းကြီးပုံစံနဲ့လျှောက်ပါတယ်ဒီပုံစံကဘယ်ဘက်ခြေတောင်နှောင်းအရှိနဲ့နောက်ညာဘက်ခြေတောင်နှောင်းအရှိနဲ့နောက်ကိုတပြိုင်နက်နှီးပါလှုပ်ရှားတာဖြစ်ပါတယ်ကျောင်းတရားလမ်းလျှောက်တဲ့အခါမှာနောက်ခြေတောင်ကို ရှေ့ခြေတောက်ချတဲ့နေရာနားမှာကပ်ပြီးတိုက်ရိုက်ချနှင်းသွားပါတယ်။ဒီလိုလုံးထားကြောင့်အတန်တိတ်ပြီးခြေရနှဲသွားစေပါတယ်။ဒါ့အပြင်လမ်းချမ်းတွေပေါ်သွားတဲ့အခါနောက်ခြေတောက်တွေအတွက်မြေပြင်ကိုတည်ငြိမ်စွာနှင်းမိစေဖို့အာမခံချက်လည်းပေးနိုင်ပါတယ်။ဒါ့အပြင်ကြောင်းနေမှာခန္ဓာကိုယ်တမာပျော်ပြောင်းတာတုံ့ပြန်မှုမြန်ဆန်တာနဲ့ထက်မြက်တဲ့သွားရိုးတွေရှိတဲ့အပြင်သူတို့ရဲ့ညာဘက်မြင်နိုင်စွမ်းနဲ့အနက်ခံအာယုံတွေဟာလည်းအလွန်ကောင်းမွန်ဖွံ့ဖြိုးပြီးသားဖြစ်လို့အမဲလိုက်ရာမှာအားသာချက်ရှိပါတယ်။ ဒီလိုစောင်းရည်တွေရှိပေမဲ့ကြောင်တွေဟာအမဲလိုက်တဲ့အခါမှာတော့တကောင်နဲ့သာလိုက်လေရှိပြီးတော့မိုးမချုပ်ခင်နဲ့မိုးလင်းကနေအချိန်တွေမှာအတိကလှုပ်ရှားတတ်တဲ့တာယာတရိတ်ဆန်အဖြစ်နေထိုင်ကြဆားလေရှိပါတယ်။ကြောင်တွေရဲ့ဆက်သွယ်နိုင်မှုဆိုတာကတော့အတန်မျိုးစုံနဲ့ခန္ဓာကိုယ်ဘာသာစကားတွေပေါင်းစပ်ထားတာပါပဲ။သူတို့ဟာမောင်းလို့အော်တန်နဲ့ဦးလို့မြည်တာတုံခါတန်ပေးတာဖူးဆိုပြီးချင်းချောက်တာဟိဟောက်တာစတဲ့အတန်တွေကိုပြုလုပ်တတ်ပါတယ်။အကြအာယုံကလည်းအရန်ထူးခြားလှပါတယ်။ လူတွေမကြားနိုင်လောက်တဲ့တိုးလုံးတဲ့အတန်တွေဒါမှမဟုတ်ကြိမ်နှုံးမြင့်တဲ့အတန်တွေဥပမာကြွက်သေးသေးကလေးတွေရဲ့အတန်ကိုတော့သူတို့ကကြားနိုင်ပါတယ်။ဒါပြင်သူတို့ဟာဖီရိုမုန်းလို့ခေါ်တဲ့ဓာတုအနတ်တွေကိုထုတ်လွှတ်ပြီးခန်းစားသိရှိနိုင်ပါတယ်။ကြောင်ရဲ့ညာရဲ့ကိုကြည့်မယ်ဆိုရင်လည်းပတ်ဝန်းကျင်နဲ့လိုင်ရောညီထွေနေနိုင်ခြင်းစောင့်ကြည့်လေ့လာပြီးသင်ယူနိုင်ခြင်းနဲ့ပြဿနာဖြေရှင်းနိုင်ခြင်းစတဲ့အရေးချင်းတွေမှာထင်ရှားပါတယ်။အေးတဲ့ဒေသတွေမှာဆိုရင်အမကြောင်တွေဟာနှွေဥပေါက်ကနေစောင်းဥပေါက်နောက်ပိုင်းအထိတားပေါက်နိုင်ပြီး အပူပိုင်းဒေသတွေမှာတော့တစ်နှစ်ပတ်လုံးသားပေါက်နိုင်ပါတယ်။တစ်ချိန်ကိုကြောင်ကလေး၂ကောင်ကနေ၅ကောင်အထိမွေးလေရှိပါတယ်။ကဘာတုံဟမှာကြောင်တန်းပေါင်း600ခန်းရှိတယ်လို့ခန့်မှန်းရပါတယ်။အဲ့ဒီအထက်ကမှတန်း400လောက်ဟာအာရှတိုက်မှာရှိနေပြီးတော့တရုတ်နိုင်ငံမှာအိမ်မွေးကြောင်အကောင်ကြီး58တန်းရှိတယ်လို့သိရပါတယ်။ကြောင်တွေဟာလူသားတွေကိုဘယ်လိုမြင်တယ်လဲဆိုတော့အရေးအမြတ်ကိုပြသနေပါတယ်။ကြောင်တွေကလူသားတွေရဲ့မတူညီတဲ့မျက်နှာအမှုရာတွေကိုခွဲခြားသိနိုင်ကြွမ်းရှိတယ်လို့ဆိုပါတယ်။ ကြောင်တရဲ့လျှို့ဝှက်ဆန်းကျင်မှုကဒီကနေ့ခေတ်အထိရှိနေတုံးပါပဲသူတို့ဟာနိုင်ပေါင်းများစွာပျောက်ကွယ်သွားတတ်ကြပြီးလျှို့ဝှက်အေဂျင့်တွေလိုပဲတင်စားထားကြပါတယ်လူသားတွေနဲ့အတူနေထိုင်တဲ့ဒီထူးဆန်းတဲ့ဧည့်သည်တွေဘယ်ကနေလာသလဲဘယ်လိုမျိုးအတူတူကနေထိုင်ဖို့ဖြစ်သွားသလဲဆိုတာကိုရာစုနှစ်ပေါင်းများစွာစဉ်းစားခဲ့ကြပါတယ်ကြောင်တရဲ့ဉာဏ်ရည်ကိုလည်းမေးခွန်းထုတ်ထားပြီးကြောင်တွေကအယဉ်ဉဏ်ကောင်းတဲ့လူတွေကသူတို့ရဲ့ဉာဏ်ရည်ကိုအယဉ်အထင်သေးကြတယ်လို့ကြွကျင်သူတူကပြောပါတယ် ကြောင်တွေကလူတွေကိုတကယ်ပဲချစ်သလားဒါမှမဟုတ်အစားအသောက်တွေလူတွေအနားမှာနေတာပဲလားဆိုတော့မင်းကုန်းထုတ်ထားပြီးတော့ကြောင်အများစုအတွက်ကတော့လူတွေနဲ့နေတိုင်းမှုအကြီးမားဆုံးနှုတ်ဆောင်မှုကအစားဖြစ်တယ်လို့ဆိုပါတယ်မိတ်ဆွေတို့အနေနဲ့ညဘက်အမောင်ထဲမှာကြောင်မျက်လုံးတွေအယောင်တောက်နေတာကိုမြင်မှုကြုံမှုကြပါပါလူတွေမှာတော့အဲ့လိုမျက်လုံးအယောင်လင်းတာမျိုးမရှိပါဘူးဘာလို့လဲဆိုတော့ကြောင်ပါဝင်ညဘက်ကျဆားတတ်တဲ့တခြားသရိုက်ဆန်တွေရဲ့မျက်လုံးထဲမှာအစိပ်ပိုင်းအဖို့တစ်ခုပါဝင်နေလို့ပါပဲ။ အဲ့ဒီအစိပ်ပိုင်းလေးကို Titan Lucidan လို့ခေါ်ပါတယ် Titan Lucidan ဆိုတာကတော့အလင်းပြန်တတ်တဲ့အလွှာလေးတစ်ခုဖြစ်ပြီးမျက်လုံးရဲ့အမြင်လွှာ Retina ရဲ့အနောက်ဘက်မှာတည်ရှိနေပါတယ်သူ့ရဲ့အလင်းပြန်တတ်တဲ့ဂုံတက်တီကြောင့်ညဘက်မှာအမြင်လွှာပေါ်ကိုအလင်းတွေပိုရောက်အောင်လုပ်ပေးပါတယ်ဒါကြောင့်အမှောင်ထဲမှာတရိတ်ဆန်တွေကိုပို့ပြီးကောင်းကောင်းမြင်နိုင်အောင်ကူညီပေးပါတယ် Titan Lucidan ဟာအလင်းရောင်ကိုရောင်ပြန်ဟပ်စေတဲ့သဘောရှိတာကြောင့်ကြည့်ရှုတဲ့ရှုထောင့်ပေါ်မူတည်ပြီးအယောင်ပြောင်းနိုင်ပါတယ် ဒါကြောင့်မဲတရိတ်ဆန်တွေဟာတကောင်နဲ့တကောင်မျက်လုံးအယောင်ထွက်ပုံချင်းမတူညီကြတာပါ။ကြားနဲ့ကြောင်တွေမှာဆိုရင်အစိမ့်ဖက်ဖက်အယောင်တွေကိုတွေ့ရပါတယ်။ခွေးတွေမှာတော့အဖြူရောင်တန်းပြီးဘေးဗံမှာအပြာရောင်ထွက်လေရှိပါတယ်။ဒီလိုကြောင်တွေညဘက်မျက်လုံးလင်းတာကိုအတူယူပြီးပြုလုပ်ထားတဲ့ပစ္စည်းတစ်မျိုးရှိပါတယ်။အဲ့ဒါကတော့ညဘက်ကားမောင်းတဲ့အခါမှာကားလမ်းမတွေပေါ်မှာမြင်ရတဲ့အလင်းပြန်ပစ္စည်းလေးတွေပဲဖြစ်ပါတယ်။ဒီပစ္စည်းလေးတွေကို cat eye လို့လည်းခေါ်ပါတယ်။ ကားမီထိုးလိုက်တဲ့အလင်းကိုပြန်ဟတ်အောင်လုပ်ပေးတဲ့အတွက်ရပတ်ကားလမ်းတွေကိုထင်ရှားစွာမြင်ရစီပါတယ် cat eye device တွေဟာအာသွင်းစရာမလိုပဲတွက်ဆစ်ဆန်းရမလိုပဲလားတဲ့အလင်းကိုရောင်ပြန်ဟတ်ပေးတာကြောင့်အလွန်အသုံးဝင်လာပါတယ် cat eye device တွေကိုမြေပြင်ကနေအနှဲငယ်မြင့်အောင်အဖို့ထစ်ပုံစံမျိုးပြုလုပ်ထားခြင်းဖြင့်ကားအရှိန်လျှော့အောင်အရှိန်သတ်မှု speed brake အနေနဲ့ပါ သုံးနိုင်ပါသေးတယ် ကြောင်တွေကဘာတွေတွေးတွေးနေလဲဆိုတာလူတွေကခံမှန်းနေရတာကြိုက်ပေမဲ့တကယ်တမ်းကျတော့မသေးကြဘူးလို့ဆိုပါတယ်။ဇီဝဗေဒပညာရှင်တွေနဲ့ရှင်အောင်သူတေသနာပညာရှင်တွေကကြောင်တွေရဲ့လှည့်ဝဲစမ်းကြတဲ့သမိုင်းကြောင်းကိုဖော်ထုတ်နေကြပါတယ်။မျိုးရိုးဗီဇဆိုင်ရာလေးလာမှုတွေရအိမ်မွေးကြောင်တွေကိုလူသားတွေနဲ့ပို့ရင်းနေပြီးအိမ်မှာမွေးလို့ရအောင်စိတ်နေစိတ်ထားပြောင်းလဲတဲ့ဗီဇတွေကအနှဲငယ်ပြောင်းလဲလာတယ်လို့သိရပါတယ်။မော်လီကျူးမျိုးရိုးဗီဇပညာရပ်ကကြောင်တွေဟာတောင်းရင်တိရစ္ဆာန်ဘဝကနေ အိမ်မွေးတရိတ်ဆန်ဖြစ်လာပုံခီးစဉ်ကိုလင်းပြပေးနေပြီးအိမ်မွေးကြောင်တွေဘယ်ကနေစတင်လာတယ်ဆိုတာကိုအတိအကျပြောနိုင်ဖို့ကြိုးစားနေပါတယ်။ကြောင်တွေဟာနာမည်ကြီးပြီးနှိဝတ်ဆန်းကျတဲ့သတ္တဝါတွေဖြစ်ပြီးတော့သူတို့ရဲ့မျက်နှာကိုကြည့်ုံနဲ့ဘာခန်းစားနေရတယ်ဆိုတာသိဖို့အရန်ခက်ခဲကြသလို အစင်လာရကြောင်တွေဟာခန်းစားချက်မဖော်ပြနိုင်ပဲအေးဆက်တဲ့ပုံစံရှိတယ်လို့ယူဆကြပါတယ်။ခွေးတွေရဲ့မျက်နှာမှာတော့ပေါ်လွင်နေတဲ့ပျော်ရွှင်မှုဝမ်းနည်းမှုအပြည့်ရှိတဲ့ခန်းစားချက်တွေနဲ့ ရှင်းလိုက်ရင်တော့တည်တာနေတဲ့အဓိကအကြောင်းရင်းကတော့ကြွက်သားဖွဲ့စည်းပုံကွာခြားလိုပဲဖြစ်ပါတယ်။ခွေးတွေနဲ့လူသားတွေမှာမျက်ခုံးမိုးရဲ့အတွင်းပိုင်းကိုမြင့်တင်ပေးတဲ့ကြွက်သားတစ်ခုပါရှိပြီးတော့အဲ့ဒီကြွက်သားကိုအသုံးပြုပြီးဝန်းနေခြင်းနဲ့စိုးရိမ်ပူပန်ခြင်းစတဲ့ခံစားချက်တွေကိုပြသနိုင်ပါတယ်။ကြောင်တွေမှာတော့အဲ့ဒီကြွက်သားမပါတာကြောင့်သူတို့ဟာရုပ်ပိုင်းဆိုင်ရာအရာခွေးတွေလိုမျိုးခံစားချက်အပြည့်အစုံနဲ့မျက်နှာအမူအရာပြသဖို့မဖြစ်နိုင်ပါဘူး။လူသားတွေကကြောင်တွေကိုအိမ်မွေးတိရစ္ဆာန်ဖြစ်ပြုလုပ်ခဲ့တဲ့အချိန်တလျှောက်မှာ တို့ရဲ့ခန္ဓာဗေဒနဲ့အပြုမူတွေဟာအပြောင်းလဲသိမ့်မများခဲ့ပါဘူး။ဒါကြောင့်တောင်တွေဟာတောထဲမှာပြန်လွတ်ထားရတောင်းအလွယ်တကူရှင်သန်နိုင်စွမ်းရှိနေပါသေးတယ်။တကယ်တော့တောကြောင်တွေရဲ့သဘာဝဗီဇနဲ့လက္ခဏာတချို့ဟာသူတို့ကိုအိမ်မွေးတိရစ္ဆာန်အဖြစ်အလိုက်တင်နေထိုင်ဖို့ကြိုတင်ပြင်ဆင်ပေးထားသလိုဖြစ်နေပါဗျ။အဲ့ဒီအချက်တွေကတော့ကြောင်တွေရဲ့အရွယ်စားသေးငယ်တာခန္ဓာကိုယ်ဘာသာစကားကိုရှင်းလင်းစွာပြသနိုင်တာကစားခုံသာလုပ်ရတာကိုနှစ်သက်တာရရင်မြင်မာတာလို့ယာရီပဲဖြစ်ပါတယ်။ ။ဒါအပြင်ကြောင်နေဟာတန်ရှင်းရေးကိုအလွန်ကယူဆိုင်ပြီးကိုယ်ခန္ဓာကိုယ်ကိုကိုကိုတိုင်းသေးသေးချာချာတန်ရှင်းရေးလုပ်တတ်တဲ့အလေ့အကျင့်ရှိပါတယ်။နောက်ပြီးအညင်အကျေးတွေကိုမြေမြုပ်ပစ်တဲ့ဗီဇာကြောင့်တခြားအိမ်မွေးတရိတ်ဆန်တွေတဲ့ဆိုင်ရင်တော့အိမ်ကိုပို့ပြီးမရှုပ်ပွားစီပါဘူး။ကျွန်တော်တို့ရဲ့အိမ်မွေးကြောင်ကလေးတွေဟာအမှန်တကယ်တော့သူတို့ကိုသူတို့ပဲအိမ်မွေးကြောင်ဖြစ်အောင်လုပ်ခဲ့ကြတာလို့ဆိုရမှာပါ။လုံခဲ့တဲ့နှစ်ပေါင်း1000လောက်ကအရှိအလယ်ပိုင်းဒေသမှာလူတွေစိုက်ပျိုးရေးစတင်လုပ်ကံပြီးသီးနှံတွေစုပုံလာတဲ့အခါမှာ အဲ့ဒီကြွက်တွေကိုလာစားတာကိုလိုက်ပြီးတောကြောင်တွေကလူပတ်ဝန်းကျင်ကိုရောက်လာခဲ့ကြတာပါလူတွေကလည်းသူတို့ကိုကြွက်နှိမ်နှင်းဖို့အတွက်တန်ဖိုးထားရကနေဆက်ဆက်ရေးစတင်ခဲ့ကြတာပါမျိုးရိုးဗီဇာအရကြည့်ရင်လည်းလူတွေကိုမကြောက်ဖဲပို့ဖော်ရွေတဲ့ဗီဇာတွေပြောင်းလဲလာတာကြောင့်သူတို့ဟာလူသားတွေနဲ့အတူရှင်တွဲနေနိုင်ဖို့အဝင်ခွင့်ကြဖြစ်လာခဲ့ကြပါတယ်အားလုံးကိုခြုံပြောရရင်တော့ကြောင်တွေဟာသူတို့ကလူတွေရဲ့အိမ်မှာနေဖို့သူတို့ဖာသာရွေးချယ်ခဲ့တာဖြစ်ပါတယ် စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့အရွယ်ရောက်ပြီးတဲ့ကြောင်တွေဟာလူသားတွေကိုပဲမောင်မဲတာကိုတွေ့ရပါတယ်။ကြောင်တွေဟာမောင်မဲတံကိုအသုံးပြုပြီးသူတို့ကိုချစ်ခင်ကယူဆိုင်စေဖို့အတွက်လူသားတွေရဲ့စိတ်ခံစားမှုဆိုင်ရာတုံ့ပြန်မှုစနစ်ကိုဝင်ရောက်အသုံးချနေတယ်လို့ပညာရှင်တွေကပြောပါတယ်။ဒါပေမဲ့သူတို့ဟာတမင်သက်သက်စိတ်ကူးရှိရှိနဲ့လှည့်စားနေတာမျိုးတော့မဟုတ်နိုင်ပါဘူး။ဒီလိုလုပ်ရင်အဆင်ပြေတယ်ဆိုတာကိုအတွေ့အကြုံအရသိနေတဲ့သဘောပါပဲ။ကလေးဘွားကမိဘတွေကိုပြုံးပြရင် ကိုလိုချင်တာရတယ်ဆိုတာမျိုးကြောင်ကလေးတွေကသိနေတယ်လို့ပါပဲခင်ဗျာ